ဘာသာအမွေကျွန်းလင်းနိုင်ပါစေရွှေချင်းဆရာတော်ကြီးကနေပြီးတော့စာရန်လေးတစ်စာထုတ်ခဲ့ဘူးတယ်သူစာရန်လေးရဲ့နာမည်ကကုသိုလ်တပည့်ငရေတပိတ်သာစာရန်တဲ့ဘာနဲ့ပတ်သက်ပြီးတော့ရေးတာတုံးဆိုလို့ရှိရင်ထိုခေတ်ကဖျားပွဲတွေနဲ့ပတ်သက်ပြီးရေးထားတဲ့စာသံဆရာကြီးရေးတဲ့ကြံရလေးတစ်ပုဒ်ကဘာတော့ဆိုတာ တနစ်တခါငရဲရှာလူရွာဖရာပွဲဖရာပွဲဆိုပြီးတော့ကျင်းပကြပွဲလန်းသဘင်တွေနဲ့เนาะဖရာပွဲလို့သာကျင်းပလိုက်တာဖရာရှိခိုးတဲ့လူစားပတ္တမနယ်လေးဖရာပွဲဝယ်ပွဲဘုန်းကြီးတို့တော်မိလိုက်သေးတယ်ဖရာပွဲဆိုလို့ရှိရင်မြတ်မပြည့်မှာဝက်တောင်မှာ ၃မျိုးရှိတဲ့เนาะဖျားပွဲကြတော့ကြွေးဖို့မွေးထားတဲ့ဝက်ကိုဖျားဝက်လို့ခေါ်တယ်အခုခေတ်ကတော့သူကသူလိုင်းစင်နေပါတယ်နဲ့မို့ဒီလိုမရှိတာကိုเนาะခုလည်းအော်ရာပေးတာတွေရှိရင်ရှိမှာပေါ့ဖျားဝက်နောက်ဘုန်းကြီးတွေတန်ဃာဒိဋ္ဌိအဘသင်လို့ကုစားတဲ့အခါပြိဝတ်ဆောက်တည်ပြိဝတ်သာဆိုအပိုင်းခြားတစ်ခုအလိုက်ဒဏ်ထမ်းရတယ် ဲ့လိုဒဏ်ထမ်းပြီးတော့ကျင့်ဆောက်တည်တာကိုပြေဖို့ဆောက်တည်တယ်လို့တချို့တွေသားတွေမှာလောက်ပါအဲ့ဒီပြေဖို့ဆောက်တည်တဲ့တန်ဃာတွေကိုကျွေးဖို့မွေးထားတဲ့ဝက်ကိုတော့ဝုတ်ဝက်လို့ခေါ်တယ်အဲ့လိုအဲ့လိုဝက်တွေကအမျိုးမျိုးရှိသေးတယ်နော်အဲဘုန်းကြီးတို့ကငယ်ငယ်တုန်းကကြုံမှုတယ်ပေါ့ရွာဖျားပွဲဆိုရင်ဝက်သားစားရတာသိကြတယ်ဘယ်ကနေရတယ်တော့မသိဘူးဝက်သားစား ဖျားဝဲဆိုရင်ဝဲသားစားကြရတဲ့အခါအေးအဲ့ဒီလိုကုသိုလ်ဆိုပြီးတော့လှုပ်တဲ့ထဲမှာအကုသိုလ်တွေကပါလာအကုသိုလ်တွေပါလာအကုသိုလ်လှုပ်တယ်ဆိုတာတချို့ကငါအကုသိုလ်မရှိဘူးလို့ဒီလိုပြောကောင်းပြောလိုက်အကုသိုလ်ဖြစ်တယ်ဆိုတဲ့ဟာမှာ तू ကကိုယ်တိုင်တိုက်တွန်းချီးမွမ်းစိတ်တူတဲ့တူတူပဲအဲ့လေးခု ကိုယ်တိုင်တတ်တာသူများကိုတတ်ခိုင်းတာအော်ရာပေးတာနော်အသားတွေအော်ရာပေးတာဗန္ဓပိတ်သာဆိုအော်ရာပေးမယ်ကိုယ်ကိုယ်ဈေးမှာတတ်ပြီးသားဝယ်တာအကြောင်းကိစ္စမဟုတ်ဘူးအော်ရာပေးရင်ဒါမလွတ်ဘူးနော်နောက်တစ်ခုကပါတော့ဆိုလို့ရှင်ချင်းမွမ်းတာတိုက်ရိုက်ချင်းမွမ်းတာလည်းပါမှာပေါ့ ဝက်ပေါ်တာကိုပဲသဘောကျပြီးတော့အသားပေါ်တာကိုပဲသဘောကျပြီးချင်းမွန်းစိတ်တူတယ်ဘာမှတော့မပြောဘူးစိတ်ကတော့သဘောကျတူတယ်သဘောတူတယ်အဲ့ဒီပုံကိုလေးဦးစလုံးဟာအကုသို့ဖြစ်တာလည်းတူတူပဲဒါကဘုရဘာသာကျမ်းစာတွေမှာဆိုရဲဘုရဘာသာကျမ်းစာမှာမဆိုဘဲနဲ့ပြောတဲ့စကားတစ်ခုရှိတယ်ဆိုပါစို့စာသူနဲ့တတ်သူ အသားစားတဲ့လူနဲ့အသားဖော်တဲ့ပေါ်တဲ့လူတချို့ဘာသာရေးကိုင်းကဘယ်လိုယူဆတာဆိုစားတဲ့လူနဲ့တတ်တဲ့လူအကုသိုလ်ဖြစ်တာချင်း50 50တဲ့50 50တို့တို့ပြောအဲ့ဒါချင်းဝါဒအဲ့ဒီတန်းရှိ50 50ပဲနော်တတ်တဲ့လူက 50ရာခိုင်နှုန်းပတ်သက်တယ်စားတဲ့လူက50ရာခိုင်နှုန်းပတ်သက်တယ်အဲ့ဒါကိုတော့မြတ်စွာဘုရားလက်မခံလက်မခံဘာလို့လက်မခံလုံးလို့ဆိုတော့စဉ်းစားကြည့်ပေါ့တတ်တဲ့လူရဲ့စိတ်ဓာတ်နဲ့စားတဲ့လူရဲ့စိတ်ဓာတ်နဲ့တမျိုးစီပဲလေအဲတခုတော့ရှိတာပေါ့အေးငါ့အတွက်တပ်ပါစေဆိုတဲ့စိတ်ရှိရင်တော့သူလည်းပါမှာပေါ့အဲ့ဒါဆိုရင်အဲ့လိုမဟုတ်ဘူးဈေးတွေ့လို့ဝယ်စားတယ် နော်စေတွေ့လို့ဝယ်စားတယ်အသားဆိုင်ကဝယ်စားလိုက်တယ်အဲနောက်တတ်ကြပါသေးဆိုတဲ့စိတ်လည်းမရှိဘူးသူ့မှာအသားအနေနဲ့ပဲဝယ်စားလိုက်တယ်သို့သောသူ့စိတ်ထဲမှာသိပါစေဆိုတဲ့စိတ်တခုမှမထားဘူးပေါ့စားစရာတခုအနေနဲ့ဝယ်စားတယ်စိတ်ကဖြူစင်အဲ့ဒါကိုမြတ်စွာဘုရားကဥပမာပါနဲ့ပေးတယ်ဆိုလို့ရှိရင်လက်မှာဒံရအနာတရမရှိဘူးဆိုလို့ရှိရင်အစိတ်ကိုင်းပေမဲ့လို့အစိတ်မသိမှုတဲ့ ဆိုလိုတာကကိုယ်စိတ်ကစင်ကြယ်တန်ရှင်းနေရင်အကုသိုလ်မဖြစ်ဘူးလို့ဒီလိုပြောတာပေါ့เนาะအဲ့တော့ကောင်းပြီလောကမှာအကုသိုလ်ဘယ်လိုလုပ်ရင်ဖြစ်တယ်ဘယ်လိုလုပ်ရင်မဖြစ်ဘူးဆိုတာဒါသိဖို့အမှန်တမ်းအရေးကြီးခုနရွှေချင်းဆရာတော်ကြီးကရေးတယ်တနစ်တခါငရဲရှာလူရွာဖရားပွဲငရဲရိဒ္ဓကုသိုလ်တပည့်ငရဲရိဒ္ဓစာတတ်မှာဒီလိုရေးထား ။ဘာဖြစ်လို့ရောဆိုတော့သူခင်မှာခုနဖះဝဲတွေဟာဝက်တာကြက်တတ်နဲ့သားတွေတတ်ပြီးတော့တန်ဃာတွေပင့်ပြီးတော့ဆွန်ကြွေးကြတယ်မလုံးကြတယ်ဧည့်သည်တွေအဲ့ခံကြတယ်ဒီလိုတွေဖြစ်တာဟုတ်။အဲ့ဒါကြောင့်မလို့တန်းကောင်တွေတတ်ပြီးတော့ဒါနာကောင်းမှုလုပ်တယ်ဆိုလို့ရှိရင်နှစ်ပိုင်းရှိတယ်သူက။တတ်တဲ့အပိုင်းကတစ်ပိုင်းဒါနာကောင်းမှုလုပ်တာတစ်ပိုင်း တတ်တဲ့အပိုင်းကအကုသိုလ်ဖြစ်တယ်ဒါနကောင်းမှုလုပ်တာကုသိုလ်ဖြစ်တယ်အဲ့ဒီနှစ်ခုကိုရှင်ကြည့်လိုက်မယ်ဆိုရင်ဒါနရလိုက်တာကနည်းနည်းငရဲကြီးတာကများများလာအဲ့ဒါကိုရည်ရွယ်ပြီးတော့သူကကုသိုလ်တပည့်ငရဲတပိတာလို့ပြောတာနော်ကုသိုလ်ကတပည့်ငရဲတပိတာကြားမှုကြပါလိမ့်မယ်အမျိုးသမီးတယောက်အိမ်ကိုဧည့်သည်ရောက်လာအဲ့ဒီနေ့မှလဲအသားမပေါ်ရဥရိယအသားပဲမဝင်မြတ် အရောက်လာတဲ့ဧည့်တယ်ကိုလည်းသူကခင်းကောင်းနဲ့ဧည့်ခံတယ်အိမ်မှာမွေးထားတဲ့စိတ်ကလေးကိုလည်းလေးပြီးတော့ချက်အဲ့ဒီအမျိုးသမီးဟာဘဝတိုင်းဘဝတိုင်းမှာသူကဒီလည်းလေးပြီးတော့ချက်လိုက်လို့ငရဲတော့သူကြသွားကြသွားပြီးငရဲကလွတ်တဲ့အခါကျတော့ဇက်ပြက်ဇက်ပြက်ပြီးတော့တေးရတဲ့ဘဝမနေဘူးတဲ့ ဒါကြောင့်မို့လို့တချို့ကပြောတယ်စိတ်မွေးအမြခံရတယ်လို့ဆိုဒီတချို့ကထင်ကောင်းထင်လိမ့်မယ်ကိုကတခါတည်းတတ်တာဘာဖြစ်လို့ဒီလောက်ခံရတယ်ဆိုလူရဲ့တဏ္ဍာမဖြစ်တဲ့စေရနာနဲ့တာမှမဟုတ်တာအဲ့ဒါမေးလို့ရှိရင်ကိုပြန်မေးရလိမ့်မယ်တရားပင်ဆိုင်တဲ့အခါမှာတစည်းတည်းဆိုင်တာအပင်အသီးတော့တစ်လုံးနဲ့သီးသလားတော့မဟုတ်အများကြီးသီးတာဟော တခုတည်းလှုပ်ပြီပဲလို့အများကြီးရတယ်ဆိုတာထင်ရှားတယ်နော်အများကြီးရတယ်ဆိုတာထင်ရှားတယ်သူရဲ့တဏ္ဍမှာစိတ်စေရနာတွေကမျောများစွာဖြစ်တာလက်ဖြစ်တည်းအတွင်းမှာဂရေတသိန်းလောက်ဆိုစေရနာဘောင်းဟာဂရေတသိန်းလောက်ဖြစ်သွားပြီအဲ့ထက်မဲ့အကျိုးပေးနိုင်တဲ့စေရနာတွေမျောများစွာပါတယ်ဒါကြောင့်မို့မြတ်စွာဘုရားကကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာလည်းပဲတရိစ္ဆာန်ကိုလှူလို့ရှိရင်အစတရားတဲ့ ကိုကျင့်တရားမကောင်းတဲ့လူတယောက်ကိုလှူရင်အစတထောင်တဲ့ဟာဒီလိုပြောတာနော်အဲ့တော့ခုနကအကုသိုလ်လုပ်တည်လုပ်လို့အကုသိုလ်တွေဖြစ်လာပြီဆိုလို့ရှိရင်လေဒီလိုပဲခံရကဲအဲ့ဒီအမျိုးသမီးကဧည့်သည်ကိုကြွေးမွေးအပ်ခံရလားဒါကုသိုလ်ပဲကြွေးချင်မွေးချင်လေမှန်တယ်ဒါကုသိုလ်သို့သောစိတ်ကလေးကိုတတ်လိုက်တာတော့အကုသိုလ်ပေါ့ အဲ့ဒီအကုသိုလ်ခံရတယ်ကုသိုလ်ရဲ့အကျိုးခံရတာဘယ်တော့မထင်ရှားပဲနဲ့လူဘဝရလာတိုင်းရလာတိုင်းသို့မဟုတ်ဘဝတစ်ခုရတိုင်းရတိုင်းဆက်ပြတ်ဆက်ပြတ်ပြီးတော့သိရတယ်တဲ့အဲ့ဒီအကုသိုလ်ဟောခံလဲရတာအများကြီးခံအဲ့လိုမျိုးကိုရည်ရွယ်ပြောတာကုသိုလ်တပည့်ငရဲကတပိတ်သာဒီလိုခံရရင်ခဲတဲဟိုရင်းဖြစ်မယ်တော်တော်လေး ဒါကြောက်စရာကောင်းတဲ့ဟာတစ်ခုပေါ့ယသဖရာဒီဂေါရမဗုဒ္ဓလက်ထက်မှာထင်ရှားတဲ့တထေးဖြစ်ထင်ရှားတဲ့ဓမ္မဒိနာရဲ့အမျိုးသားဝိတာခဆိုရှင်တထေးဝိတာခဓမ္မဒိနာဘိက္ခုနီနောက်ကျတော့ဓမ္မဒိနာရဲ့ အမျိုးသားမိသားခတ်တည်းရာဇကျုပ်ပြည်မှာနေတာအဲရာဇကျုပ်ပြည်မှာအုတ်ချုပ်တဲ့ဖေမိသားရမင်းဖေမိသားရမင်းနဲ့ဝိသားခါတော့ဒီဘဝမှာလည်းအလွန်ရင်းနှီးတယ်ဟုတ်လွန်ခဲ့တဲ့62ကဘာတုန်းကလည်းသူတို့အတော်ရင်းနှီးခဲ့တဲ့လူတွေပဲဒီဘဝမှာလာပြီးဆုံရကြတယ်62ကဘာတက်ကတိတ်တဲ့ဖုတ်တဲ့ဖယားနှစ်စုပွင့်ခဲ့ဘူးတယ် အဲ့ဖုဒ္ဓဘုရားလက်ထက်မှာဘီရင်ကြီးရဲ့တားတော်သုံးပါးသူတို့ကောင်မှုလှုပ်ချင်ညာဘီရင်ကြီးဆရာခွင့်တောင်းပြီးတော့ဝါရင်သုံးလပတ်